ငရင်သူ့ဖာသူလှုပ်တာကိုငရင်ကလှုပ်ချင်လို့လှုပ်တာမဟုတ်ဘူးတဲ့မင်းအောင်နိုင်အဘမင်းအောင်နိုင်ကရေကြီးတွေကိုကင်လှုပ်လိုက်တာလားမြစ်သဘေမွေးကိုကင်လှုပ်လိုက်တာလားဟင်ကြီးတဲ့လူတွေကလည်းသူတို့မြစ်တာစေတရာလေးတွေနဲ့သူတို့ချွေးနှဲတာလေးတွေကိုလှူဒန်းနေရဲ့အဲ့လူဒန်းနေတဲ့လူတွေစိတ်နှောက်ရက်ဖြစ်အောင်မလုပ်ပါနဲ့သိလားအားလုံးမင်္ဂလာမြေ EMK Entertainment Channel ကိုကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဆက်ပြန်ပြီးခွန်ရတဲ့ဒီငလင်လောက်ရတဲ့အတ္တိကအကြောင်းရင်းတွေကိုတော့ ဒီ NDG ကပြည်သူရှင်းပြထားတယ်ကျွန်တော်ရဲ့မျိုးလေဘူးတွေ့ရရအနေနဲ့ပြန်လဲဝီမက်တွေဆက်ပြီးလဲခြင်းဖြစ်တယ်ဒါဆိုတော့ကျွန်တော်ပြန်ဖြန်လေးဆက်လိုက်အောင်ဘာလဲငရင်သူဖာသူလှုပ်တာကိုငရင်ကလှုပ်ချင်လို့လှုပ်တာမဟုတ်ဘူးတဲ့မင်းအောင်နိုင်ကြောင်လှုပ်တာတဲ့အဲ့တော့ညီမလေးငါမင်းမယ်ငရင်ကမင်းအောင်နိုင်ကြောင်လှုပ်တာဆိုတော့အဘမင်းအောင်နိုင်ကရေကြီးတွေကိုကင်လှုပ်လိုက်တာလားနေ့စဉ်မွေးကိုကင်လှုပ်လိုက်တာလားဟင် ငါငါညီမလေးတို့မြရကလေးမရှိရှိတာလေးတွေလှူတယ်ရှိတဲ့လူကလည်းရှိတယ်လို့ရေပေးအရင်ပေးတွေကိုလှူနေကြတယ်မရှိတဲ့လူတွေကလည်းသူတို့မြစ်တာစေတာလေးတွေနဲ့သူတို့ချွေးနှဲတာလေးတွေကိုလှူတန်းနေကြပါတယ်အဲ့လှူတန်းနေတဲ့လူတွေစိတ်နှောက်ရက်ဖြစ်အောင်မလုပ်ပါနဲ့သိလားအဲ့လှူတန်းနေကြတဲ့လူတွေကိုလေကျမအရန်ကျေစုတင်ပါတယ်ကျမလည်းလှူကျင်တယ်သိလားကျမတော့တကယ်အဆင်မပြေလို့မလှူနိုင်သိလားတကယ်လှူကျင်တာတကယ်အဆင်မပြေလို့မလှူနိုင်တဲ့ဘဝရောက်နေတာ အဲ့ဒီအတွက်ကြောင့်ညီမလေးရေသူများတွေရှိတဲ့လူကရှိသလိုလူသလိုမရှိတဲ့လူကလည်းမရှိတဲ့ကြားလေးတွေကလူနေတဲ့လူတွေကိုစိတ်ပြတ်ပြပြအောင်မလုပ်ပါနဲ့ဟင်ပါတော့သူ့ဘာသူဟဲ့ဖြစ်ချိန်တန်လို့ဖြစ်တယ်ဟဲ့ပြက်ချိန်တန်လို့ပြက်တယ်ငါညီမလေးနင်ဘာလို့အာချောင်းလဲနင်ရှာရှည်တယ်နင်ရဲ့ရှာကိုတဝက်ဓာနဲ့ဖြတ်မှရတော့မယ်နော်ကြားလားနင်အဲ့လောက်ရှာရှည်ရင်ဓာနဲ့ဖြတ်လို့တော့မရတော့ဘူးဝကြောနဲ့နင်ရှာကိုဖြတ်မှရတော့မယ်ဘာသူဘာသူငရင်လောက်တာလေး မရောက်နိုင်ရလှုပ်တယ်ဆိုတော့မရောက်နိုင်ရမင်းခေါင်းငွေးကင်လှုပ်တာလားဟင်နင်ကုတ်ကင်ပြီးလှုပ်လို့လားဘာတော့တစိတ်ရှိရင်ဗာလဲဟိုမင်းအောင်နိုင်ရောက်ဗာလဲပေါ်မအဖွဲစီရောက်ဟင်နင်ဘောဘလောက်မဘူးလေနင်မဘူးလို့ဘောကြောင့်ပြောနေရအေးဗောလေးငါညမလေးနင်ဟိုဘောနင်တော်တော်ပိုင်ပိုင်နိုင်နိုင်မဘူးတယ်နေဘူးသီးလားစိတ်မဆိုးဘူးစိတ်မဆိုးဘူးသီးလားဘောကြောင့်ပြောချင်လာနေတဝါကြီးပြောနော်ဒါပေမဲ့ဘလူကြောင့်ဘောကြောင့်မပြောပါနဲ့ နင်တို့ငါတို့တွေကအကုန်ဗုဒ္ဓဘာသာတွေဟာတို့သူ့ဘာသူငရင်လှုပ်လဲမင်းအောင်နိုင်ကြောင်းဟာဟုတ်လားသူ့ဘာသူဟိုဘလို့ခေါ်မလဲကျမ်းမာရေးတွေဖြစ်လဲမင်းအောင်နိုင်ကြောင်းဟာဘာအဆက်လို့ကဲဘလို့အဆက်လဲဟမ်တစိမ့်ရှိရင်ဗာလဲဟိုအကျန်းဖတ်တော့ဘယ်လူကပဲအကျန်းသူ့လာဖတ်နေသလိုလူဘယ်ကအကျန်းဖတ်လဲဟမ်ဘသူကနေလာအကျန်းဖတ်လဲအေးငါတို့တက်မတော်ကတော့နင်တို့အကျန်းဖတ်မှာမဟုတ်သီလား နေရတာတတ်မတော်မြင်ငန်းငန်းတတ်ပြီးအကြမ်းဖက်ရင်ဖက်လိုက်မယ်။ဘာသာအဲ့လိုအဲ့လိုငါးနှစ်ကိုပြောလဲဆိုတော့မသားသမီးချင်းတော့ကိုင်းစန္နာရည်တိလား။စန္နာပေးမယ်မပြောလို့မရတော့ဘူး။နေဟာဟဲ့ဘာတားရှာချီလားတိလား။ဘာလဲအကြမ်းဖက်တတ်မတော်။ဟာနေမြင်လား။ဒီဘဲချင်အောင်လေးရသွားကြည့်လား။ညရှာမရှိနဲ့အာမချောင်နဲ့နော်။ငါနဲ့တွေ့ရင်ငါတော့အဲ့လိုချဲမှာပဲ။တိလား။ကိုသမီးကိုစားပြီးကိုပါကိုအေးဆေးနေ။ဘာရော သူများလှူဒန်းနေတဲ့လူတွေစေတနာကပြက်အောင်စိတ်တွေကွက်ကွက်ကုန်အောင်ရှောက်လုံးရှာတော်တော်ရှည်တဲ့ကောင်မှဘာတော့ကောက်ကြည့်တော့ကဲအခုတိုင်းပြည်မှာကဘေးထွက်တွေစိုးကျိုးတွေတအားဖြစ်နေတယ်ကျွန်တော်တို့တိုင်းပြည်ကိုခင်ဗျားတို့စဉ်းစားကြည့်လိုက်နော်၄နှစ်ရှိပြီပေါ့ဗျာ၅နှစ်ပေါ့၄နှစ်ပေါ့၄နှစ်ရှိပြီ တနေ့တနေ့ကိုလူတရာကျော်လူတရာကျော်သိုးစိမ့်ရှင်ရှင်ထွက်ပြီးတော့သေးနေတာဟမ်ဟိုဘက်ကဟိုဘက်ဖွဲ့အစည်းရဒီနေရာကိုတိတ်လိုက်ဒီဘက်ဖွဲ့စည်းရဟိုနေရာကိုပြန်တိတ်လိုက်ဟိုနေရာတိုက်လိုက်ဟိုလူကိုပြတ်တက်လိုက်နေတနေ့တနေ့ကိုလူပေါင်းတရာကျော်တရာကအ ਨੇ ဆုံးသိုးစိမ့်ရှင်ရှင်ထွက်ပြီးတော့တိုင်းပြည်မှာသေးနေတာသွေးညီစော်တွေနန်းနေတဲ့တိုင်းပြည်မှာ အခုလိုဆိုးအခုလိုပတ်ဝန်းကျင်ကနေဒဏ်ခတ်တဲ့ဟာတွေမကောင်းဆိုးွားတဲ့ပေးမဲ့ဒဏ်တွေကိုခံရမှာစူးစမ်းတော့မစမ်းဘူး နော်တနေ့တနေ့တနေ့ကိုကျွန်တော်တို့နိုင်ငံမှာလူတရာကျော်သွေးသိမ့်ရှင်ရှင်ထွက်ပြီးသေးနေတာဒါအ ਨੇ ဆုံးအ ਨੇ ဆုံးတနေ့တနေ့ဟိုဘက်ဒီဘက်ဟိုဘွယ်စီဒီဘွယ်စီအကုန်ပေါင်းရင်တနေ့ကိုလူတရာကျော်မကတ်သေးတယ်အခုငလျင်လာပြီသွေးညီနဲ့နန်းနေတဲ့အတိုင်းပြည်မှာမကောင်းဆိုးဝါးတွေကြီးဆိုးမှာပဲအဲ့တဲ့ခါကြောင့်မလို့ငလျင်ဒီလှုပ်ပြီးလူ300အထက်ကိုတေလိုက်မယ်လို့ကျွန်တော်တို့ယူဆတယ်နော်အခုငလျင်ဖြစ်ပြီးဟိုးတော့ကဆိုလို့ရှိရင်ကိုဗစ်တော့ကလည်းပေါ်လန်နီးယားတွေကယ်ခဲ့တာပဲပြည်သူကပြည်သူကိုကယ်ခဲ့တာပဲ နော်ရေဘေးတုန်းကလည်းပြည်သူကပြည်သူကိုကယ်ခဲ့တာပဲအခုပြည်သူတွေကလူငယ်တွေကဗိုလန်တီးယားဆိုတာအများစုကလူငယ်တွေပဲအဲ့ဒီလူငယ်တွေကအခုကတော်လေးကိုရောက်တဲ့သူကရောက်လက်နဲ့ကင်တဲ့သူကကင်စစ်မှုထမ်းအမမိုးလို့ပြေးတဲ့သူကပြေးသေတဲ့သူကသေတကယ်တမ်းအခုတိုင်းပြည်စိုးချိုးတွေဖြစ်ပြီးဟုတ်လားအမောက်ပယောကတွေရောက်ပြီဆိုတော့ကယ်မဲ့သူမရှိတော့ဘူးနိုင်ငံတကာကိုကယ်ပါကူပါပြောနေတော့လဲနိုင်ငံတကာကလည်းပြောမယ်ဆိုလို့ရှိရင် လာတော့လာခြင်းနဲ့ဒါပေမဲ့အခုလာတယ်ပဲထားအောင်များတရုတ်အမေရိကန်တရုတ်အမေရိကန်မလေးရှားစင်ကာပူလာတယ်အိန္ဒိယလာတယ်လာတဲ့အကူအညီတွေကိုပြည်သူကိုဓာတ်ရိုက်သူတို့လက်နဲ့ပေးပါစေလို့ကျွန်တော်တို့မျှော်လင့်တယ်ဒါမှမဟုတ်လို့မင်းအွန်လိုင်းရဲ့အစိုးရကိုသွားပေးလိုက်လို့မင်းအွန်လိုင်းလက်ထဲကိုရောက်လို့ရှိရင်တော့သူတို့ဖောက်ပြီးသားမကောင်းတဲ့မကန်းတွေပဲရမှာပြည်သူလက်ထဲကိုမရဘူးဟိုတုန်းကနာကစ်တုန်းကလည်းဒီတိုင်းပဲ အမေရိကန်လိုအမေရိကန်တို့ကတင်းမောတွေနဲ့လေတွေနဲ့လာတယ်လာပြီးလည်းပြီးတော့ဒီအကူအညီတွေကိုပေးမယ်ဆိုတော့သူတို့လက်ထက်ရနေတစင်ပေးရမယ်ပေါ့ဗျာအဲ့ဒါနဲ့ဟိုလူတွေကမပေးဘူးဓာတ်ရိုက်ပေးရမှပေးမယ်ဆိုတော့မရဘူးပြန်တော့ဆိုတော့ဘာတစ်ခုမှမရလိုက်ဘူးပြည်သူတွေပြန်ရတယ်နော်ရေပေးရေပေးကြီးလိုက်တဲ့အခါကျတော့ရေပေးတော့ကလည်းဒီတိုင်းပဲအဲ့ဒါအုတ်ချုပ်ရေးမှုတွေကတစင်ပေါ်ရမယ်အုတ်ဟွာလေးခေါ်ဒီရတဲ့သွားမယ်လို့ရှောက်ပြီးတော့ပြောလဲပြောကောင်းတဲ့ဟာတွေကိုအထက်အထက်တည်းကယူသွားတကယ်မကောင်းတဲ့ဟာတွေပဲပြည်သူရှင်ရောက်တယ်အခုတကယ်တမ်း နိုင်ငံတကာကပေးတဲ့အကူအညီတွေကိုပြည်သူတွေလက်ထဲကိုအမှန်တကယ်ရောက်ဖို့ဆိုရင်သူတို့ပေးတဲ့အဖွဲ့အစည်းတိုင်းကကိုယ်တိုင်ပြည်သူကိုပေးမှာပဲတကယ်လက်တွေ့ရောက်မှာမဟုတ်လို့ရှိရင်တော့မရောက်နိုင်လို့လက်ထဲကိုရောက်လို့ရှိရင်ဟုတ်လားသူတို့ကမသားလက်ဖက်နဲ့လည်းမျက်နှာလှုပ်တယ်လက်ဖက်လည်းကိုယ်အောင်ကအညို့ဆိုတာတွေစသွားပြီးတော့မကောင်းတာကိုပဲပြည်သူကိုပေးဦးမှာအားကြောင့်မလို့အခုတော့မရောက်နိုင်မေလို့ကဘာလို့လဲမှတ်လို့လဲငလျင်ပေးဖြစ်တယ်ဗျာသူကလည်းသူဟုတ်လားအရာဝတ်နဲ့လာလဲရတဲ့ဥစ္စာကိုစစ်သားယူနီဖောင်းကြီးဝတ်ပြီးတော့အောင်းလေးစစ်တပ်ကပဲ လှုပ်ပေးနေတဲ့ပုံစံမျိုးနဲ့တကယ်တော့အခုဖြစ်လာတဲ့အခါကျတော့เนาะနိုင်ကဲစဲရေးအသင်းတွေလည်းမလုံလောက်ဘူးမိသက်တွေလည်းမလုံလောက်ဘူးဗိုလ်လန်တီးယားလည်းမလုံလောက်ဘူးဒါဘာလို့ပြလဲဆိုတော့တိုင်းပြည်မှာမစည်းလုံးတဲ့အခါကျတော့တိုင်းပြည်ကတကယ်တော့ဟုတ်လားတကယ်တော့တဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့လာပြီဆိုလို့ရှိရင်ဒီပြည်သူကပြည်သူကိုမှမကူညီနိုင်ဘူးပြည်သူကပြည်သူကိုမကယ်နိုင်တော့ဘူးဆိုရင်အကုန်လုံးကပုတ်ပွားပြီးတော့ဒီတိုင်းပဲဖြစ်သွားလိမ့်မယ် အခုတစ်ဆက်တည်းမှာပြောချင်တာကကျွန်တော်တို့တိုင်းပြည်ကအချောင်လိုက်တာတွေများတယ်ဗျပြိုကျတဲ့ဟာတွေကိုကြီးလိုက်လို့ရှိရင်အဆောင်အသစ်တွေလည်းပါတယ်နော်အဆောင်အအသစ်တွေကလည်းပြောမဆိုရင်အင်ဂျင်နီယာနဲ့မဆောက်ဖဲနဲ့ပယံဆရာလိုလိုလက်သမားလိုလိုလူတွေနဲ့စောက်လို့အဲ့လိုဖြစ်တာဈေးချိုတာကိုလိုက်လို့အသေးနာကုန်ကြတာလည်းပါတယ်နော်ဒီဟာတွေကကြကြနနစောက်မယ်ငလျင်ဘလောက်စကေးကိုမပြူအောင်တောက်ခံနိုင်အောင်စောက်မယ်ဆိုတဲ့စီမံကိန်းတွေနဲ့ ဆွဲပြီးစောက်မယ်ဆိုလို့ရှိရင်ဒီတိုက်တွေဒီအဆောက်အဦတွေဒီဖုံးကြီးကြောင်းတွေကမပြိုဘူးเนาะအခုမစိုးရင်တိုက်စစ်ကိုကြည့်လိုက်တိုက်ကြီးမှာအကြီးပဲဒါနဲ့ तू ကကျွန်တော်ကြည့်ရဆိုတိုင်ထဲမှာပဲတန်ချောင်းလေးလေးချောင်းရှိတယ်ကျန်တာအုပ်တွေကြီးပဲတွေ့တာပြိုကြတော့အကုန်သေးရောအကုန်လုံးပြိုတာဒီကြားထဲပဲအဲ့အဆောက်အဦအများစုကဖောင်ဒေးရှင်းမခိုင်တာတွေပေါ့ဖောင်ဒေးရှင်းကလက်သမားလိုလိုပယံလိုလိုတွေနဲ့စောက်ပြီးတော့အဲ့မှာမြောင်းလေးပေါ့မြောင်းလေးတထောင်တသာလောက်တူးဒူးကောင်းလောက်ကလေးတူးပြီးတော့အဲ့ထဲကိုပဲဖောင်ဒေးရှင်းလေးချပြီးလဲပြီးတော့ပေါ့မြင်းနဲ့တက်စောက် တကယ်တော့ဖြစ်တော့ပြိုသေးကိုရစိတ်နေတာတော့ကိုတွေးပြီးလဲပြီးတော့သေတော့ကိုပဲခံရတာကိုလည်းမနေရတော့အဲ့တိုက်ကြီးမှာကိုလည်းသေတဲ့ထက်ပါသွားပြီအဲ့တော့အချောင်နေတော့အချောင်သေခံရတာပေါ့ဗျာဟုတ်ပြီလားအဲ့ဒီအခုပြောနေတာကြတော့အခုလက်ရှိပြည်သူတွေအနေနဲ့ကတော့နော်မင်းအွန်လိုင်းကိုမကူညီတောင်မှပဲလက်ရှိနိုင်အကူညီမှုအသင်းလေးတွေဟုတ်လားဟုတ်လားကဲဆယ်ရေးအတင်းလေးတွေကိုငွေကြေးလေးတွေထောက်ပံ့ပြီးတော့ထိထိရောက်ရောက်လေးကဲညနေအောင်ကူနိုင်အောင်လို့ကျွန်တော်ပြန်လောက်ပါပဲဒီခိုင်းကြည့်ပြီးတော့ အဲမြို့ရဲ့ team စကြကိုကျွန်တော် comment မှာမှတ်ချက်ပေးကြလေရတယ်။အဲတော့နောက်ထပ်ပြန်ပြန်ဆောင်ရမယ်။ကျွန်တော် channel အားပေးကြည့်ရှုသူတွေအကြည့်နဲ့ကျေးဇူးများရှိတင်ပါတယ်။တဒါ